လာပါရှင်။ဒိုဝဲဝါရှစ်တပတ်အတွင်းတင်းနေသားရီတင်အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့ရှင်ပါ။အခုတပတ်မှာတော့မေလ၁ရက်ကနေ9ရက်နေ့အတွင်းဖြစ်ပွားခဲ့တဲ့တင်းနေသားရီတိုင်းအတွင်းတင်းတွေကိုတင်ဆက်ပေးသွားဖို့ရှိပါတယ်။တင်ဆက်ပေးမယ့်တင်းတွေကတော့စစ်ကောင်စီတပ်သားတွေကအစားစီတပူအတင်းတောက်ခိုင်းတဲ့အမျိုးသမီးတိတ်ဆုံးသွားတဲ့အကြောင်း ကျုံစုမှာတက်ထုလောက်ကွက်တိုးချဲ့ဖို့ကြံငါသိမ့်ပေးပြီးနေအိမ်တွေအတမဖဲခိုင်းနေပေမဲ့ဒေသခံတွေလက်မခံတဲ့အခြေအနေတရချောင်းလေချောင်းတိုက်ခိုက်မှုအယက်သားနှစ်ဦးသေဆုံးတဲ့တည်င်းတွေအပါအဝင်တပတ်အတွင်းတည်င်းတွေကိုတင်ဆက်ပေးသွားမှာပါဒါအပြင်ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ်ခေဆိုးချင်းတင်းနှင်းသားကြီးကမူးဥကြတတ်ထုမှုတင်းတွေအကြောင်းကိုရှုစားရမှာဖြစ်ပါရဲ့ရှင်။ ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့မြင်းမြို့နယ်ကျင်းနန်းတိုင်တောင်မှာရှိတဲ့စစ်ကောင်စီစစ်ဆေးရေးဂိမ်းမှာအမျိုးသမီးကြီးတဦးကိုစားသုံးစီတပူအတင်းအဓမ္မတောက်ခိုင်းပြီးတဲ့နောက်တိတ်ဆုံးသွားတယ်လို့ဒေသခံတချို့ကပြောပါတယ်။သတင်းအပြည့်အစုံကိုတော့ Dowell Wash Wine Dota တဦးကပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဘေးမြို့နယ်ကျင်းနန်းတိုင်တောင်ရှိစစ်ကောင်စီစစ်ဆေးရေးဂိမ်းမှာအမျိုးသမီးကြီးတဦးကိုစားသုံးစီတပူအတင်းအဓမ္မတောက်ခိုင်းပြီးနောက်တိတ်ဆုံးသွားတယ်လို့ဒေသခံချို့ကပြောပါတယ်။ ဧပြီလ26ရက်နေ့ကဘေးမြုကဆိုက်ကယ်မှပြီးပြန်လာတဲ့ဒင်းညဂျေဝါနီအသက်50ဝန်းကျင်အရွယ်အမျိုးသမီးဂျီတူကိုစစ်စီကီမှာစစ်ကောင်စီတပ်သားတွေကစစ်ဆီးခဲ့ပါတယ်။ဒီလိုစစ်ဆီးရမှာ အမျိုးသမီးဂျီကဆိုက်ကယ်ထိုက်ကိုအောက်အန်ထီစီလေးဘူးထက်လာတယ်လို့ပြောပေမဲ့စစ်ဆီးရမှာစီငါးဘူးဖြစ်နေလို့တပူးကိုအတင်းတောက်ခိုက်ခဲ့တာပါ။ ပယနွာဆက်ကဒေလာဗီယာမိဖူဂျာတပ်ပစ္စည်းတွေဝယ်လာကျင်းနဲ့တက်ကဲမှာစေကာစီယာစေစေတော့အနာမဲမကြီးယာစင်ငါဘူးပါလာသားကိုသူကကြကြလန့်လန့်ဖြစ်လာတော့စီလေဘူးဆိုဖြစ်ရပေါ်မဲမကြီးယာဒါသူတို့စေစေချိန်မှာစီငါဘူးဖြစ်နေတဲ့ဒါမဲမကြီးရဲ့ပြဇာတ်မထန်စီတဘူးအတေလာထဲအဲ့စာစားစီကိုပါဇက်တဲ့အတင်းလောင်းထဲခံရတာကြောင့်အဲ့ဒီအမျိုးသမီးကြီးက ဒိတ်မှာပဲတည်သွားတဲ့အတွေ့ရီးဘောကားခုပ်ပြီးဗိတ်ပြီးသူဆေးကို ပို့ဆောင်ခဲ့ပြီးမဲ့သိဆိုးသွားပါတယ်။ဆရာဝန်တဦးရဲ့ဆိုရစာတိုးစီကိုပါဇက်ထဲလောင်းထဲလိုက်လို့အစာအိတ်ထဲရောက်သွားတဲ့အတွေ့သိဆိုးခဲ့တာမဟုတ်ပဲအသက်ရှူလမ်းကြောင်းပိတ်သွားလို့သိဆိုးတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။နောက်ထပ်တည်တင်းတစ်ပုတ်အနေနဲ့ကတော့ ကျောဆူမြို့နယ်ကျောခရံကျေးရွာအုပ်စုကရမုံရွာမှာခဲတပ်ထုလောက်ွက်တိုးချက်တိုးဖော်ဖို့အတွက်နေအိမ်တစ်ဆောင်ကိုငွေကျပ်9သိန်းစီပေးပြီးအတမတ်ပြောင်းရွှေ့ခိုင်းနေပါတယ်။ဒါပေမဲ့ဒေသခံတွေကတော့ပြောင်းရွှေ့ပေးမှာမဟုတ်ဘူးလို့ညှင်းဆန်နေကြပါတယ်။တည်င်းအပြည့်အစုံကိုဒွေဝက်ရှိုင်းဒေါ်တာတို့ကပြောပြပေးသွားမှာပါရှင်။ကျောဆူမြို့နယ်ကျောခရံကျေးရွာအုပ်စုကရမုံရွာမှာခဲတပ်ထုလောက်ွက်တိုးချက်တိုးဖော်ဖို့အတွက်နေအိမ်တစ်ဆောင်ကိုငွေကျပ်9သိန်းစီပေးပြီးအတမတ်ပြောင်းရွှေ့ခိုင်းနေပါတယ်။ ဒါပေမဲ့ဒေသခံတွေကတော့ပြောင်းရွှေ့ပေးမှာမဟုတ်ဘူးလို့ညင်းဆန်နေကြပါတယ်။ရမုံရွာရဲ့ရွာအဖျားပိုင်းကနေအိတ်30လောက်ကိုအေဘီလာအကုံမှာပြောင်းရွှေ့ဖို့တတ်တူတူတဲ့ကုမ္ပဏီဘက်ကပြောဆိုထားပေမဲ့လက်မခံဘဲညင်းဆုကက်ဝဲသူများနေတယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံသားပိုင်းရှိပင်းလေကုမ္ပဏီရဲ့မန်နေဂျာကအဲ့ဒီရွာရှိပိုင်းရှိနေတဆောင်ကိုငွေ၅သိန်းစီပေးပြီးပြောင်းရွှေ့ခိုင်းထားတာလို့ဒေသခံအချို့ကပြောပါတယ်။ ရှူပင်းလင်ကုမ္ပဏီရဲ့မန်နေဂျာဦးသက်ထက်ကပြူစောတိတွေစကောက်စီတပ်သားတွေနဲ့ပူပေါင်းပြီးရွာသားတွေပေါ်အာဓမ္မဖိအားပေးနေတာလို့ဆိုပါတယ်အဲ့ဒီရှူပင်လန်ကုမ္ပဏီကတရုတ်နိုင်ငံသားပိုင်တယ်လို့ဒေတာခန့်တွေပြောဆိုကြပေမဲ့ drop အနေနဲ့အတည်ပြုနိုင်ဖို့စူးစမ်းနေဆဲဖြစ်ပါတယ်။ရှမုံရွာအစောပိုင်းရှိနေအိမ်တွေကိုအီဘီလာအကောင်မှပြီးဖက်ရှားပေးဖို့ပြောထားပြီးကက်ကွက်တဲ့အိမ်တွေကိုဘတ်ပုံးနဲ့ဖြိုချမယ်ဆိုပြီးကုမ္ပဏီဘက်ကချိတ်ချောင်နေပါတယ်။ အဲ့ဒီ company ကရမုံရွာမှာခဲတပ်တူမိုင်2ဖို့လောက်ကင်နေတာ3နဲ့နေပါရှိနေပြီးလက်ရှိမှာတော့ခဲအထွက်နေလာလို့နေအိမ်လျှောက်ထားတဲ့နေရာတွေမှာ2ဖို့ဖို့ပြောင်းရွှေ့ခိုင်းနေတာလို့ဆိုပါရယ်နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ရေဖြူမြို့နယ်စိန်ပုံရွာအဝင်မှာကာတစင်းကိုစစ်ကောင်စီတပ်သားတွေကဝိုင်းပြီးတော့ပြစ်ခတ်တာကနေကားပေါ်လိုက်ပါလာတဲ့ PDF တအူးအပါအဝင်အမျိုးသား3ဦးသေဆုံးသွားပါတယ် နှစ်ကြီးစင်ကြီးရွာအုပ်စုစိန်ဘိုးရွာအဝင်မှာမေလ၁ရက်နေ့ကအပြစ်ခံရတာဖြစ်ပြီးပြည်သူ့ကကွယ်ရေးတပ်မတော်ဒေါနာတက်ခွဲလေးကရဲဘော်တဦးဖျားသုံးဆူရွာသားကိုလှမြင့်နဲ့အခြားအမျိုးသားတဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်စိန်ဘုံရွာနာကနှစ်ကြီးစင်ရွာမှာပြောင်းရွှေ့နေထိုင်တဲ့ကံပေါရွာကအမျိုးသမီးတအုပ်ကိုလည်းစစ်ကောင်စီတပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ပြောပါတယ်။ ဧပြီလတတိယပတ်ကစပြီးမင်းသားအုပ်စုနဲ့နှစ်ကြီးစင်အုပ်စုမှာစီရီတင်းမှနေပြီးနှစ်ကြီးစင်အုပ်စုမှာရှိတဲ့ကျေးရွာ900ထက်မနည်းကဒေတာခန့်တွေထွက်ပြေးတင်းရှောင်နေရပါတယ်နောက်ထပ်သတင်းတုတ်တပုတ်ဖြစ်တဲ့ဒဝဲအရှိတောဒေသမှာရှိတဲ့တရငုတ်ရွာမှာမေလ၂ရက်နေ့ညနေပိုင်းကစစ်ကောင်စီတပ်စစ်ကြောင်းနဲ့ပြည်သူ့ကောက်ွယ်ရေးတပ်တို့ထိပ်တွေ့ပစ်ခတ်မှုဖြစ်ပွားပြီးနှစ်ဖက်ထိခိုက်သိမ်းဆုံးမှုရှိခဲ့ပါတယ်။ ထိုင်းမြန်မာထီခီနယ်စပ်နာကထိထပ်ပြွာစခန်းကိုတော်လှန်ရေးတပ်တွေသိမ်းယူပြီးတဲ့နောက်စစ်ကောင်စီတပ်ကဒေါ်ဝဲအရှိတော်ဒေသကို April 26ရက်ကစပြီးအင်အား200ကျော်နဲ့စစ်ကြောင်းထိုးနေတာပါအဲ့ဒီစစ်ကြောင်းဟာမေလ၂ရက်နေ့မှာပကာရီရဲကင်းစခန်းပခက်ရမစုရွာကိုရောက်လာပြီးအဲ့ဒီစစ်ကြောင်းကခွဲထွက်လာတဲ့စစ်ကြောင်းတစ်ချောင်းနဲ့ပြည်သူ့ကောက်ွယ်ရေးတပ်တို့တရင်ငုံရွာမှာပြစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ဝင်9ဦးစီးလာတဲ့ကားကိုစစ်ကောင်စီတပ်စစ်ကြောင်းကပြစ်ခတ်တိုက်ခိုက်လို့တဦးသိမ်းဆုံးပြီး3ဦးထဏ်ရာရသွားတယ်လို့စစ်ရေးတပ်အင်းအင်းမြစ်တချို့ကပြောပါဗျ။ထဏ်ရာရသူ3ဦးနဲ့ကြံ3ဦးကလွတ်မြောက်ခဲ့တယ်လို့ဆိုပါဗျ။အဲဒီနောက်မှာတော့အဲဒီစစ်ကြောင်းနဲ့နောက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုနဲ့တိုက်ပွဲပြန်ဖြစ်ခဲ့တာကနေစစ်ကောင်စီတပ်သားတချို့ထိခိုက်သိမ်းဆုံးလာရှိပြီးအရှင်ဖမ်းမိသူတွေလည်းရှိခဲ့တယ်လို့ဆိုပါဗျ။နောက်ထပ်သတင်းတို့တစ်ပုဒ်ကတော့ တရချောင်းမြို့နယ်ကြက်ခမောက်ရွာကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်အယက်သားနှစ်ဦးသေဆုံးသွားပါတယ်။ဧပြီလ29ရက်နေ့ကကြက်ခမောက်ရွာအဝင်ဆိုင်ပုတ်အနီးနဲ့ကျွင်းမင်းကုန်းရွာရင်ငဲရွာလမ်းဆုံအပါအဝင်6ချောင်းရွာကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ပြီး7နှစ်နဲ့ပါပြစ်ခတ်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားတာမရှိပဲစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်လို့ကြက်ခမောက်ရွာအဝင်ဆိုင်ပုံနားမှာကွတ်တီကိုဆိုင်ဖွင့်ထားတဲ့နေအင်းဤဘုံတလုံးကြောက်ရောက်ပောက်ကွဲပြီးဈေးရောင်းနေတဲ့အမျိုးသမီးတဦးနဲ့ဈေးလာဝယ်တဲ့ကတွဲရွာသားအမျိုးသားတဦးသိမ်းဆုံးသွားပါတယ်ဒါအပြင်တိတ်ဆောင်းသူအမျိုးသမီးရဲ့ဆယ်ကျော်သက်အရွယ်သမီးဖြစ်သူလဲဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။ ဧပြီလ19ရက်နေ့ကလည်းရငဲရွာကိုလေကြောင်းကဘုံကျဲတိုက်ခိုက်လို့အသက်9နှစ်အရွယ်ယောက်ျားလေးတဦးနဲ့အသက်50ကျော်အရွယ်အဖိုးဖြစ်သူတို့တိတ်ဆုံးပြီး၄ဦးဒဏ်ရာရသွားပါတယ်ရှင်။ဒီဘက်အတွက်အထူးသတင်းပေးပို့ချက်ဖြစ်တဲ့ခေဆိုချင်းတနင်္သာရီကမိုးဦးကျောက်တထုမိုးတွင်တွေအကြောင်းကိုဒဝဲဝက်ဝိုင်းတော်သားတို့ကတင်ဆက်ပေးသွားမှာပါရှင်။ခေဆိုချင်းတနင်္သာရီကမိုးဦးကျောက်တထုမိုးတွင်တွေအကြောင်းကိုပြောပြပေးပါမယ်။ အာနာသိမ့်ပြီးနောက်ပိုင်းတနင်္လာရီတိုင်းထဲမှာတတူလောက်ွက်တွေအရှို့ရှို့ပေါ်ပေါက်လာနေပါတယ်။2024ခုနှစ်ဧပြီလမှာရိုက်ကူးထားတဲ့ဂျိုဒူဓာတ်ပုံတွေအရတနင်္လာရီတိုင်းအတွင်းတတူတူးတဲ့နေရာ66ခုထက်မနည်းရှိလာပြီးစုစုပေါင်းအကျယ်ဝန်းဟာဧက2000ခွဲကျော်အတိအကျပြောရရင်25414เอกาထက်မင်းအထိရှိနေပါတယ်ဒီပမာဏကဒဝဲမြို့ထက်၄ဆနီပါပိုကျယ်ပါတယ် ဆရာနာမသိန်းခင်ကဆိုရင်တနင်္လာရီတိုင်းအတွင်းတက်တူလုတ်ကွက်30လောက်ရှိပြီးအကျယ်ဝန်းအဖြစ်ဧက8680လောက်ပဲရှိခဲ့တာပါ။အရင်ကဆိုရင်အဲ့ဒီတက်တူလုတ်ကွက်တွေဟာမြစ်ချောင်းတောတောင်တွေထဲမှာပဲတွေ့ရလေရှိပေမဲ့အခုအချိန်မှာတော့လူနေရက်ကွက်ကြေးရွာတွေထဲအထိကိုရောက်လာတာပါ။ တဘာဝတန်ွေလုပ်ငန်းခဲတတုလုပ်ငန်းတွေနဲ့နာမည်ကြီးနေတဲ့ရေပြူမြို့နယ်တွေကကံပေါက်ဒေသမှာဆိုရင်တတုလုပ်ကွက်တွေဟာကံပေါက်ရဲစခန်းအနောက်ဘက်ခြံစည်းရိုးအဆက်ထိကိုရောက်လာပါတယ်။ဒါတွေကအာနာသိန်းကြီးနောက်ပိုင်းတရားဥပဒေစိုးမိုးမှုမရှိတာအဘက်ဘက်ကယိုယွင်းပြက်ရင်းလာတာရဲ့ပြရောက်တခုလို့ကံပေါက်ဒေသနေဥအောင်ပန်းကဆိုပါတယ်။ဥအောင်ပန်းက NLD အစိုးရလက်ထက်မှာရဲရွာတတုစောင့်ကြည့်ရေးအဖွဲ့ဝင်တဦးဖြစ်ခဲ့တဲ့အတွက် တတုလုပ်ငန်းအကြောင်းကောင်းကောင်းသိတဲ့တူတူဖြစ်ပါတယ်။အခုတော့တို့ဆိုကဘောပါချလဲတော့ရှုံးမခဲမိတ်တာကြဲ့ဟို။ဟိုအရင်အရင်အမောပေါ့ဟိုတော့ပွားလို့မရှဆိုင်နေလူဥမဟိုကိုရင်ဆိုင်နေလူပန်းဆိုင်နေလူတွေဆိုင်တဲ့ဝါဆိုင်နေလူတွေအစားအော်အမင်းတွေရုံးသွားပြီးဟိုလုပ်ငန်းရှင်းလာတဲ့ဟိုရောပေါ့ခဲမိတ်ကြဲ့ပါလား။ဒီကျောင်းနိုင်ရောဟိုကလပ်ပြီးပြီးရဆိုတာအဆုံးချင်းလို့တော့တို့များရပါ ကမ္ဘောဒီးယားမှာစစ်ကောင်စီရဲ့မောရဝတီရေတပ်စခန်းဌာနချုပ်ရှိပြီးတာမန်အားဖြင့်စစ်ကောင်စီ လွှမ်းမိုးထိန်းချုပ်ရာနေရလို့ပြောရမှာပါတတုတူးဖို့သူတွေကစစ်ကောင်စီတက်ရက်ွက်အုပ်ချုပ်ရေးမှုစစ်ထောက်လန်းရေးလို့စစ်ကောင်စီဘတ်တော်သားတွေကိုအခကျင်းဝေးပေးပြီးတူးဖို့နေကြတာလို့ဦးအောင်ပန်းကပြောပါတယ်ဒါကြောင့်လဲကံပေါ့အုံးပင်ကွင်းရွာပရရွာပြင်ကြီးရွာပိန်နေရောရွာနဲ့ဂံကောတောင်အပါအဝင် အနီးဝန်းကျင်ကျေးရွာတွေကဥယျာဉ်ခြံတွေဟာတတုလောက်ွက်တွေအဖြစ်ကိုပြောင်းလဲသွားကြတာပါ။ဒါပြင်မုတ်တမကန်းလွန်ကထွက်တဲ့တဘာဝဓာတ်ငွေကိုထိုင်းနိုင်ငံကို ပိုက်လိုင်းနဲ့တင်ပို့ရမှာပိုက်လိုင်းဖြတ်တန်းရလမ်းတစ်လျှောက်မှာရှိတဲ့ရေပြူမျိုးနယ်တွေကဇင်းမာချောင်းဆိုရင်လဲချောင်းယိုပျောက်သွားပြီးလကဘာမျက်နှာပြင်လိုဖြစ်သွားပါတယ်။ရွှေတူးဖော်နေကြတဲ့တနင်္သာရီတဘာဝတစ်တော့ကျိုးဝိုင်းထဲကဇင်းမာချောင်းဟာခြိုက်ခွတ်ပေါင်းများစွာ တွင်းပေါင်းများစွာနဲ့အာနာသိမ့်ပြီးနောက်ပိုင်းအချိန်တို့အတွင်းလုံးဝပြည့်စည်သွားတာပါထိုင်းနယ်ဇက်ဖက်ကနေမြစ်ဖြားခံပြီးစီးဆင်းလာတဲ့ဇင်းမာချောင်းဖြားတလျှောက်16မိုင်လောက်ရှိတဲ့ရွှေလုတ်ကွက်တွေရှိနေပြီးချောင်းကတော့လုံးဝပြည့်စည်သွားပြီဖြစ်ပါတယ်ဇင်းမာချောင်းစီးဆင်းနေတဲ့သဘာဝကျိုးဝိုင်းဧရိယာမှာကရင်မျိုးသားအစီယုံကရင်ယူထိန်ထုတ်ငယ်မြေဖြစ်တယ်လို့စစ်ကောင်စီတပ်စခန်းတွေလည်းရှိပြီးတော်လာရေးတက်တချို့လည်းလှောက်ရှားနေပါတယ် ရေပြူမြို့နယ်မှာလိုပဲတနင်္လာရီတိုင်းထဲကမြို့နယ်အာလုံးနီးပါးမှာတတူလောက်ွက်တွေအချိန်တိုအတွင်းအရှုရှုပေါ်လာကြပါတယ်။အာနာသိမ့်ပြီးတဲ့နောက်ပိုင်းလက်နက်ကင်အဖွဲ့တွေကြီးစိုးရာဒေသတွေမှာဒေသလုပ်ငန်းရှင်တွေနဲ့တိုင်းပြင်ပကလာတဲ့လုပ်ငန်းရှင်တွေကအပြိုင်အဆိုင်တူးဖော်နေကြတာပါ။စစ်ကောင်စီတပ်ထိန်းချုပ်ရာဒေသတွေမှာဆိုရင်ကျူစော့ထီးတွေစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတွေနဲ့ စစ်ကောင်စီတပ်သားတွေကိုလက်ငွေပေးပြီးအလူအယက်တူးဖော်နေကြတယ်လို့မြိတ်မြို့ခံတဦးဖြစ်တဲ့88ငင်းပွင့်ကတယန်ဇာတနဲ့တဘာဝပတ်ဝန်းကျင်ရေးရာတာဝန်ခံဥပိုအင်ကပြောပါရယ်။ဒါအပြင်တော်လိုင်းရဲ့တပ်တွေထိမ့်ချုပ်စိုးမိုးထားတဲ့နေမြေတွေမှာတပ်ထုတူးဖော်တာတွေရှိနေတယ်လို့ဆိုပါရယ်။တတိမောအနေပြည်ပိုင်းကျင်းတို့ပြည်သူတွေဝီရခဲ့တဲ့ဒီတော့ရဒီဟိုပေါ်ပါရည်တဲ့ ်ဘာလို့လဲတက်ပြီးကြမ်းနေပြီးခေါ်တဲ့ဒီလိုနဲ့တော့ပေါ်ဆောင်တဲ့တော့သူတို့ကနေချေနိုတဲ့ဒီရချင်းကကနေ့ကျော်ကျော်လုံလန်းရှိသေးဘူးပေါ်လာအလုံးတွေပဲလို့ပြောလဲအလုံးနဲ့မချင်တဲ့အလုံးတွေမဝယ်လို့လုံပန်းကြတဝဲအရှိရောဒေတာမှာလဲလက်နက်ကင်တက်တွေကိုငွေကြေးပေးပြီး ခဲတက်တုတူးဖော်နေကြတယ်လို့ဒေတာခန်တွေကလည်းပြောပါတယ်လက်နက်ကင်အဖွဲပေါင်းများစွာအခြေပြုထားတဲ့တဝဲအရှိရောဒေတာတစ်ခုထဲမှာတော့ တတ်တူတူးဖော်တဲ့နေရာ18ခုထပ်မင်းရှိလာပြီးအကျယ်ဝန်းအဖြစ်ဧက4384ဧကအထိရှိနေတာကိုဂျူဒူဓာတ်ပုံတွေရသိရပါတယ်။လက်နက်ကင်တက်တချို့ကခဲတတ်တူတူးတဲ့လုပ်ငန်းရှင်တွေစီငွေကြေးကောက်ခံနေသလိုထွက်ရှိတဲ့ခဲတတ်တူတဲယူပို့ဆောင်ရမှာလဲပါဝင်ပတ်သက်နေတယ်လို့အဲ့ဒီနေမြေမှာလှုပ်ရှားနေတဲ့ဒဝဲမြို့နယ်ပြည်သူ့လုံခြုံရေးဒုတာဝန်ခံဘိုပီတာကပြောပါရယ် ဗိုလ်ပီတာကအမျိုးသားညီညွတ်ရေးအစိုးရရဲ့ဒဝဲမြို့နယ်တွဲဖက်အခွန်တော်အရာရှိတာဝန်ကိုပါပူတွဲထမ်းဆောင်နေသူပါ။ပွားစာကျဲလာတဲ့တတ်ထူတူးဖော်ရေးလုပ်ငန်းတွေကိုထိန်းကျောင်းနိုင်ဖို့အတွက် NUG လောက်ခံအဖွဲ့အနေနဲ့ပြီးခဲ့တဲ့နှစ်ဇူလိုင်လဝန်းကျင်ကစပြီးအခွန်ကောက်ခံနေတယ်လို့ဗိုလ်ပီတာကပြောပါတယ်။ခဲလုတ်ကွက်မှာတက်စင်အသုံးပြုနေတဲ့အင်ဂျင်ဆက်ပေါ်မူတည်ပြီးတက်မှတ်ကောက်ခံနေတာပါ။ တဝဲရှိတော့ဒေတာအပါဝင်တနင်းသာရီဘုတ်ပြင်းရေပြူပလောကျွန်စုစတဲ့မြို့နယ်တွေမှာဗယံပရာလုပ်နေတဲ့တပ်တုလုပ်ငန်းတွေညားလာနေပါတယ်။ဒါတွေကိုဖောက်ထုတ်ပြီးထိန်းចောင်းဖို့စ조사ရင်အသက်အန္တရာယ်ရန်ရှာခံရနိုင်တဲ့အခြေအနေရှိတာကြောင့်ဒေတာခံပြည်သူတွေကစိုးရိမ်မကင်းဖြစ်နေကြပါတယ်။88ငိမ့်ပွင့်ရဲ့တယံစာတနဲ့တဘာဝပတ်ဝန်းကျင်ရေးရာတာဝန်ခံဥပိုလ်အင်ကတော့ အယူဂျီအနေနဲ့ရေရှည်ထောက်ယူသုံးဆွဲနိုင်တဲ့အရင်းမြစ်ဖြစ်စီစီမံခန့်ခွဲဖို့လိုအပ်တယ်လို့အကြံပြုပါတယ်။အဲ့ဒါတော့အခုဒီအပေါ်ပိုင်းတွေကိုကတော်လိုက်တယ်မေကိုသွားတိုင်းပြီးနောက်ပိုင်းမှာကျွန်တော်ရတီဆီအော်ဘီဆုံးမမှုနဲ့တကွာဒါဒီဆုံးမအောင်လိုက်တော့လို့မစီမကတော့မစနေရမှုတော့ဒီဥဒရာအစိုးရပြင်တော့ဝန်ပေး on the care တင်ဒီစီကြီးလောက်ရတယ်ဒီလိုမျိုးအတွက်ဒီရှိရမယ်ပုတ်ပြအောင်ချုံးမယ်လို့အပွဲအတာ တော်တော်ကဘာအပြာလာဘူးကိုကြီးပဲအခုငူစီရဘောအကြီးအချီနေတော့ဒါဆိုဒီရှင်းနာပဲတာတိပိတာပြဖို့တော့လို့လက်ရှိမှာတော့ဗရမ်ရာတူးဖော်နေကြတဲ့တတူလောက်ွက်တွေကြောင့်တင်းင်းသားဤတိုင်းထဲကဥယျင်ခြံတွေပြက်စီးတာချောင်းတွေကောသွားတာညည်ရီတွေနောက်ကျီသွားတာမြစ်ချောင်းတွေရေနေတတဝါတွေတေးကျေပြက်စီးတာတွေကြုံတွေ့နေရပြီလို့ဒေသခံတွေက ပြောဆိုနေကြပါတယ်လူတို့အကျိုးစီးပွားအတွက်လှုပ်ချင်ရလှုပ်ခွင့်ရနေတာက ရေရှည်မှာဒေသခံတွေအတွက်စိုးကျိုးတွေသာကြံခဲ့မှာဖြစ်တယ်လို့ပညာရှင်တွေကထောက်ပြနေကြောင်းပါရှင်။ toyowashwine.tari စီစဉ်တင်ဆက်ထားတဲ့သတင်းတွေကို ရှုစားခရရတာပါ။နောက်ပတ်တွင်မှာလည်းတင်းနှသာရီတိုင်းအတွင်းသတင်းတွေကိုဆုံဆုံလင်းလင်းတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။